တီဟီရန်ရဲ့နျူကလ িয়ার ရီမှန်ချက်တွေနဲ့ပတ်သက်တဲ့ဆယ်စုနှစ်များစွာကြာအငင်းပွားမှုဖြစ်ရှင်းရေးအမေရိကန်ရဲ့အထူးတောင်းဆိုမှုကိုအီရန်ထိပ်တန်းခေါင်းဆောင်အယာတိုလာအလီခါမီနီကပယ်ချပြီးယူရေနီယံသန့်စင်မှုကိုဆွန့်လွတ်ရေးဟာမိမိတို့နိုင်ငံရဲ့ကျိုးစီးပွားတွေနဲ့တရားရာခိုင်နှုန်းဆန့်ကျင်နေတယ်လို့ပြောကြားလိုက်ပါတယ်။နျူကလ িয়ার သဘောတူညီမှုအတိတ်တည်းရရှိရေးအမေရိကန်ရဲ့ဆိုပြချက်ကိုအိုမန်နိုင်ငံကနေတဆင့်အီရန်စီတင်ပြခဲ့တာပါ။ တမရဒေါ်နယ်ထရန့်ရဲ့အရှိလေပိုင်းကိုယ်စားလှယ်စတီးဗ်ဝက်ခေါ့ဖ်နဲ့အီရန်နိုင်ငံသားဝင်ကြီးအဘတ်စ်အရာရှိတို့ကြားဆွေးနွေးမှုတွေကိုအိုမန်ကကြောင်းဝင်ကူညီပေးနေပါတယ်။ပြစ်စမအကျော့ဆွေးနွေးပြီးတဲ့နောက်မှာအီရန်ကသူတို့မြေပေါ်မှာယူရေနီယံဆက်လက်တန့်စင်ရေးတောင်းဆိုမှုပါဝင်ကိစ္စရပ်များစွာကိုပြည်လည်အောင်နှိမ့်နိုင်ဖို့လိုနေပါသေးတယ်။နျူကလ িয়ার ပေါင်းထုတ်လုပ်နိုင်တဲ့လက်ရှိတန့်စင်မီတာယူရေနီယံတွေကိုပြပဖို့မယ်ဆိုတဲ့ကိစ္စကိုလည်းတီဟီရန်ကညှင်းဆိုထားပါတယ်။နိုင်ငံရေးကိစ္စရည်နဲ့ပတ်သက်လို့နောက်ဆုံးအပိသက်ပြောဆိုလေးရှိသူခေါင်းဆောင်ခါမီနီက ဆွေးနွေးမှုတွေကိုရပ်တန့်သွားမှာမဟုတ်ပေမဲ့ယူနီယံတန့်စင်မှုရပ်တန့်ရေးအမေရိကန်ရဲ့တောင်းဆိုမှုကမိမိတို့နိုင်ငံရဲ့အကျိုးစီးပွားတွေနဲ့လုံလုံရရဆန့်ကျင်နေတယ်လို့ပြောခဲ့တာပါအမေရိကန်ရဲ့ရိုင်းဆိုင်မောက်မာတဲ့ခေါင်းဆောင်တွေကအီရန်မှာနျူကလ িয়ার စီမံကိန်းမရှိရဘူးလို့တောင်းဆိုနေကြကြောင်းခါမီနီကပြောပါတယ်အီရန်အနေနဲ့ယူနီယံတန့်စင်ခွင့်ရှိတယ်မရှိဘူးဆိုတာကိုမိမိတို့ကပဲဆုံးဖြတ်ရမှာဖြစ်တယ်လို့သူကဖြည့်စွက်ပြောပါတယ် အီရန်အနေနဲ့နျူကလ িয়ার သဘောတူညီမှုအစ်တတရဲ့ရယူဖို့ပြက်ကွက်ခဲ့မယ်ဆိုရင်အရေးယူပိတ်ဆို့မှုတွေရှိလာမယ့်အပြင်ဘုံကျဲတက်ခိုက်ခံရနိုင်တယ်လို့ထရန့်ကချိန်ချောက်ထားပါအီရန်ရဲ့မဟာပြန်ဘက်အစ္စရေးကလည်းအီရန်အနေနဲ့နျူကလ িয়ার လက်နက်မပိုင်ဆိုင်စေရေးအီရန်မှာရှိတဲ့နျူကလ িয়ার တည်နေရာတွေကိုတိုက်ခိုက်ဖျက်ဆီးပစ်မယ်လို့ချိန်ချောက်ထားပါတယ်အီရန်ကပြင်းပြင်းထန်ထန်လက်တော့ပြန်သွားမှာဖြစ်ကြောင်းအသိပေးထားပါတယ်